ဒီလိုကာလမျိုးမှာအလုပ်တွေပြန်စားဖို့လမ်းတွေပြောင်းကြတယ်စိတ်ဓာတ်တွေကျနေကြတယ်ဒါကတဘာဝပါပဲကိုတယောက်တည်းဖြစ်နေတာမဟုတ်ဘူးလူတိုင်းတော့ဖြစ်တတ်တယ်ဒါပေမဲ့အရာရာတိုင်းဟာပြောင်းလဲမှုရှိတယ်ကိုကဘယ်အရာပေါ်မှတွဲတာနေလို့မရဘူးကိတီကိုတိုင်းလည်းဘဝမှာအခက်ခဲပေါင်းများစွာကြုံတွေ့ရဘူးတဲ့သူတယောက်ဒီကြုံတွေ့လာရတဲ့အခက်ခဲတိုင်းပြဿနာတိုင်းမှာဘလိုမျိုးကိတီကျော်ဖြတ်နိုင်ခဲ့လဲဆိုရင်လက်ခံပြီးပြစ်ဆုတ်ပါမှနေရမယ်မဟုတ်ရင်ကိုကတွဲတာနေတဲ့အခါမှာအတိတ်ကိုပြန်သွားမယ်အတိတ်ကိုပြန်သွားရင်ဝန်내ခြင်းတွေဖြစ်ပေါ်တယ်အနာဂတ်အတွက်ကြိုတွေးလိုက်တဲ့အခါမှာလဲစိုးရိမ် ိန်တယ်။ကွာပြစ်စုပ်ပံမှာနေပြီးတော့နံပါတ်၁ချက်ကမေကွန်ပြောင်းမေးပါ။မေကွန်မေးတိုက်ရင်ကိုယ့်ရဲ့ဘဝပြောင်းလဲသွားနိုင်တယ်။ဘာကြောင့်ငါဘဝဒီလိုမျိုးဖြစ်ရတာလဲ။ဘာကြောင့်ငါမိဘစီးပွားရေးကြရတာလဲ။ဘာဖြစ်လို့ငါတက်ကတူရဲဆက်မတက်နိုင်တော့တာလဲ။ငါဘာဖြစ်လို့ကံမကောင်းတိုက်တာလဲ။ဘာဖြစ်လို့ဒီအရာတွေနဲ့ကြုံတွေ့နေရတာလဲ။ဆိုတဲ့နေရာမှာဒီနေရာကနေငါပြန်လဲတိုးတက်နိုင်ဖို့ငါဘာတွေလုပ်ရမှာလဲ။ငါမှာဘာအရေးချင်းရှိလဲ။ငါမှာဘာလိုအပ်ချက်ရှိလဲ။ငါမှာဘာပြုတ်ပြင်စရာရှိလဲ။ဒီပြက်ကနေငါဘာတွေသင်ခန်းစာယူလို့ရတာလဲ။မေကွန်ပြောင်းပါ။မေကွန်မဲတက်ရင်ကို ဘဝ trap ပေါက်အတွက်အဖြေတွေတမျိုးပြီးတမျိုးရရှိလာလိုက်မယ်။မကောင်းတဲ့ဘက်ကိုမေးနေမယ်အစား။ကောင်းတဲ့ဘက်ကိုပြောင်းပြီးမေးလိုက်ပါ။နှစ်ချက်ကဖြစ်နေတဲ့အဖြစ်ပြက်ပေါ်မှာအတိတ်ပဲပြောင်းပေးလိုက်ပါ။ new story ဆိုတာပြောင်းပြောလိုက်ပါ။ကိုလိုချင်တဲ့ပုံစံကိုဖြစ်ချင်တဲ့ပုံစံကိုပဲပြောင်းပြောပါ။အလိုပြဿနာမျိုးပဲကြုံရကြုံရငါဘဝတိုးတက်ပဲ။ဒီထက်ကောင်းလာဖို့ပဲ။ဒီထက်ငါဘဝလာပဖို့ပဲဖြစ်လာတယ်ဆိုတာပြောင်းပြောလိုက်တဲ့အခါမှာခံစားချက်ဆိုတာချက်ချင်းကောင်းလာမယ်။တချို့ပြောအာဒီလိုမျိုးပြောတာကကိုကိုလိန်တာနဲ့တူတယ်။ဟုတ်တယ်။ကိုကိုလိန်ရမယ်။နော်စိတ်ချမ်း ်းသာဖို့အရင်ဆုံးလိန်ပြောရမယ်။ကိုစိတ်ချမ်းသာမှကိုဟာရှေ့ဆက်သွားလို့ရ။တတိယအမျိုးကအစ်တအစ်တပြန်တည်ဆောက်ဖို့ခွင့်ပြုပါ။အေးဒီဆိုရင်မိဘစီပွားရေးကြတော့ကဆိုကိုရဲ့အိမ်မက်ကတမျိုးကိုရဲ့အိမ်မက်ကတက်ကတော့ကြီးကြီးမားမားသက်ချင်တာစီပွားရေးပိုင်ရှင်ဖြစ်ချင်တာမိဘရဲ့ရွှေဆိုင်ကနေကိုဟာပြန်လဲတီထောင်ချင်တဲ့အဲ့လိုမျိုးပေါ့ဒါကိုရဲ့စိတ်ကူးရင်ထားခဲ့တဲ့အရာဒါပေမဲ့ဘဝကမိုင်းနဲ့ထိရောက်ရှိသွားတဲ့အခါမှာကိုရည်ရွယ်ထားတဲ့အရာပြန်ရရှိနိုင်ဖို့ဘဝအစ်တပြန်လဲတီထောင်ဖို့ကိုကိုခွင့်ပြုမယ်ဘလို့နီးလန်းနဲ့ပဲစားရပါစေ ိုကိုကိုပြန်တီဆောက်ဖို့ခွင့်ပြုတဲ့အခါမှာနီလန်းတွေကကိုရှာတွေ့တကယ်လို့အဲ့အချိန်မှာငါကမကောင်းတော့မဖြစ်နိုင်တော့မိဘစည်းဝါးရေးကြပြီးစေငါလည်းအရင်နေ့မရှိတော့ဘူးဆက်ဖြစ်မှာမဟုတ်တော့ဘူးဆက်အောင်မြင်နိုင်မှာမဟုတ်တော့ဘူးသူများနိုင်ငံလည်းရောက်သွားပြီးဘယ်လည်းမရခဲ့တော့ဘူးဒီတသက်မှာချမ်းသာနိုင်ပါမလားအောင်မြင်နိုင်ပါမလားစည်းဝါးရေးပိုင်ရှင်ဖြစ်ပါမလားအဲ့လိုမျိုးကိုကိုတီဆောက်ဖို့ခွင့်မပြုတဲ့အခါမှာလည်းနီလန်းတွေကကိုရှာတွေ့မှာမဟုတ်အရာအားလုံးကကိုရဲ့လက်ထဲပေါ်မှာပဲမူတည်တယ်ကေတီရဲ့ဆရာအရောက်အမြဲတမ်းပြောထားတဲ့စကားတစ်ခုရှိ တယ်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ဖြစ်ခံတဲ့သူဘက်မှာမနေဘဲနဲ့တီဆောက်တဲ့သူဘက်မှာနေပါကိုဘဝဘယ်နေရာပဲရောက်ရှိသွားပါစေတီဆောက်ဖို့ခွင့်ပြုတရွေ့ပ ိုဘဝပြန်လဲတိုးတက်နိုင်မှာတေးကြတဲ့ဒါကီတီဘဝရဲ့လက်တွေ့ပဲကီတီဘဝမှာလဲမိုင်းနဲ့အထိကိုရောက်ခဲ့ဘူးတဲ့အသက်15နှစ်မှာဘဝမိုင်းနဲ့အထိရောက်သွားတယ်အခုချိန်မှာကီတီအသက်30ဒီအသက်30မှာငွေကြေးနဲ့အချိန်လွတ်လပ်မှုပြန်ရရှိဖို့ကအချိန်15နှစ်တည်တည်ကီတီတည်ဆောက်လာခဲ့ရတယ်အဲ့တော့တည်ဆောက်ဖို့ပဲပြန်ပြီးခွင့်ပြုလိုက်ပါကိုခွင့်ပြုတရွေ့နီလန်းတွေရှာသွေးမှာတေးကြတယ်ကိုဘဝပြန်လဲတိုးတက်မှာတေးကြတယ်ဆိုတော့ကီတီအာမခံတယ်အဲ့တော့စိတ်ဓာတ်ကြနေတဲ့သူတွေဒီဗီဒီယိုကိုနားထောင်ပြီးတော့ဒီ3 ံးချက်ကိုပဲလိုက်လုံကြည့်လိုက်ပါကိုယ့်ရဲ့ဘဝတက်လန်းရှိမှသိကြရတယ်အားလုံးကြောဖြတ်နိုင်မယ်လို့ဂီတီယုံကြည်တယ်ကျေးဇူးတင်ပါတယ်တကယ်လို့ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင်လည်း share သွားပေးနိုင်ပါတယ်နားထောင်ပြီးတော့ဒါတွေခံစားရလဲဒါတွေရသွားလဲဆိုရင်လည်း comment မှာရေးလာပေးနိုင်ပါတယ်